ျွန်တော်ကိုယ်တိုင် note ပေးလို့ပြန်ပြီးတော့ note ပေးရကျွန်တော်သူ့ကို view site ပေးလို့ပြန်ပြီးတော့ view site ပေးရပါတော့အဲ့ခါကျလို့ရှိရင်ဘေးနားလူတွေလည်းမြင်ရတယ်ကျွန်တော်တယောက်နဲ့တယောက် ဟိုအလုတ်တဘောဆိုတာအထက်ကျွန်တော်တို့တယောက်နဲ့တယောက်ဘာလိုအပ်လဲဆိုတာဖြည့်စီပေးရတယ်ပဲဟိုဘယ်လိုပြောမလဲဒီကျွန်တော်တို့ဘယ်လိုပြောမလဲမိသားစုလိုမျိုး relationship လေးဖြစ်သွားတဲ့ခါကျတော့လေအာသူကိုယ်တိုင်လည်းဟိုကျွန်တော်မကောင်းဆိုလည်းသူအကြာကြီးလို့ကျွန်တော်ပင်နာမှာနေနိုင်မှာမဟုတ်ဘူးလေနော်အမှန်ဆိုသူမကောင်းဆိုလည်းကျွန်တော်လည်းကြာကြီးလက်သွင်းနေတာမဟုတ်ဘူးကျွန်တော်တယောက်ဒီတိုင်းပဲညှိနှိုင်းနေတဲ့ပဲကျွန်တော်တို့အလုပ်တူတူလုပ်ကြရတာ ဤကရွှေ beauty palace ရဲ့ဒါသုံးဆိုင်မြောက်ဖွင့်ပွဲပေါ့နော်အာဒီအမားဒီဆိုင်ရှင်အကိုရေမားရဲ့နည်းလဲဒါအမားတို့ကမုံလေးလဲဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အဲဘယ်လိုပြောမလဲလာပြီးတော့ကုန်ပြီဖြစ်တာပေါ့ဒါဒီဆိုင်မတက်ခင်ကလေးကလည်းအမားတို့နဲ့ကကြတော့ဟိုအရင်ကလေးကလည်းရှင်းနေပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့အမတိောမစုံတာလည်းကြာပြီဆိုတော့အဲကြောင့်မလို့ဒီမှာကျတော့ခုနောက်တော့အိမ်ကနေထွက်ခံနေရတော့အမားကိုပြောခဲ့မျက်ကုံမွေတက်သူအထိုးဖို့အတွက်ကိုပို့ပေးမယ်လို့ပြောတယ်ဒီ အမဟုတ်ကျွန်တော်လုံးမှာမဟုတ်အမဟောလုံးပြီပါအမဟောလုံးပြီပါကျွန်တော်တော့ဘာမှမလုပ်ချင်ပါဘူးဒီတိုင်းလေးပဲကောင်းတယ်လို့ထင်ပါပဲအာဒီမှာဆိုရင်ကျွန်တော်တို့ဒီကောင်းစားခြင်းစုံပေါ့နော်ဒီအာဟို ခဲလို့ဖို့အတွက်ဒါကအလားပါဆိုင်ရာတွေအများကြီးရှိတဲ့အတွက်ကြောင့်မလို့အဲဒီမှာရန်ကုန်မှာဆိုရင်လည်းနှစ်ဆိုင်ရှိရဲပြီးတော့ရှင်တော့ကျွန်တော်မော်လမြိုင်မှာလည်းတစ်ဆိုင်ရှိတဲ့အတွက်ကြောင့်မလို့အဲလာရောက်ပြီးတော့ရှေ Beauty Village မှာလာပြီးတော့အဲဆိုင်ကြီးဖို့အတွက်ဖိတ်ခေါ်ပါတယ်ခင်ဗျာချမ်းမြေစီချောင်းကကြတော့ကျွန်တော်တို့မဟာနေပြီးတော့ရိုက်ကူမယ်ပြီးလို့ရှင်ရတော့ဒါနာမည်ကြီးဝတ်ထုလည်းဖြစ်တယ်အဲပြီးလို့ရှိရင်တော့ဒရိုက်တာမှ GP ရှင်လည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အဲဒီ ဆယ်လပိုင်းလည်းမှာကျွန်တော်စတင်ပြီးတော့ရိုက်ဖို့ဖြစ်မှာဖြစ်နေတယ်။ပရိသတ်တွေအာတချို့ပရိသတ်တွေကကျတော့တိပိတာဖြစ်နေတယ်ဝတ္ထုဖတ်ပိတာပရိသတ်တွေအရတော့เนาะဒီဝတ္ထုကိုမှကျွန်တော်တို့ထပ်ပြီးတော့ဒီစံရင်ထဲမှာဘယ်လိုတွေချမ်းမြေကြမလဲပေါ့เนาะဆရာအဲကျွန်တော် ီကားလေးရိုက်ဖို့ရှိရဲပြီးလို့ရှိရင်တော့အဲကျွန်တော်အခုလက်ရှိမှာကျတော့ဒါအောင်တူရီတို့လို့ရင်းနဲ့မဟာနဲ့ပူပေါင်းပြီးတော့ကျွန်တော်ဒဇိန်ဆိုတဲ့ဆက်လန်တွဲလေးကျွန်တော်ရိုက်ကူးနေပါတယ်အဲဒီကားပြီးွားလို့ရှိရင်တော့ဒဇိန်ပြီးွားလို့ရှိရင်ကျွန်တော်ချမ်းမြေစီကြောင်လေးရိုက်ဖြစ်မယ်ကျွန်တော်တို့အများနဲ့ကျွန်တော်တို့ကျွန်တော်တို့အများနဲ့ ready လုပ်ထားတယ်ပေါ့နော်အဲကိုသွားချင်တဲ့ခါကျလို့ရှိရင်တော့ကျွန်တော်တို့အကြောင်းအကြောင်းမဖြစ်တာလည်းအများကြီးရှိတဲ့ခါကျတော့အဓိကကိုယ့်ကိုယ်ပဲအများနဲ့ ready လုပ်ထားတယ် အဲဒီ ready လုပ်တဲ့အပေါ်မှာမှအခုစရာရောက်လာတဲ့အခွင့်အရေးတွေအဲပြုလို့ရှိရင်ရောက်လာတဲ့ဒီအနုပညာတွေအပေါ်မှာအရင်ကနေမတူအောင်ကိုယ်တို့ကြိုးစားမလဲကိုယ်တို့ရဲ့ effort ထည့်မလဲပေါ့နော်ဒါတွေပဲကျွန်တော်အမြဲတမ်းအဲပြုပြင်နေပြုရလို့ရှိရင်ကျွန်တော်အဲ character တွေမထက်အောင်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ယောက်ျားလေးတွေကြတော့လေဒီအဝတ်စားပိုင်းအားစားနည်းနည်းပြောင်းရတာနည်းနည်းခက်တယ်လို့ထင်တယ်ပေါ့နော်အဲဒါကြောင့်မလို့အဲကျွန်တော်အခုဆိုရင်လည်းအဲဒီကိုယ့်ရဲ့ physical ရောပါတော့အကုန်လုံးကျွန်တော်တေချာလေးတကားနဲ့တကားခုဆိုစတိုက်ဖြစ်နေတဲ့ခါကြောင့်လေအရှိကာနဲ့နောက်ကာနဲ့ကထက်နေမှာဆိုလို့တေချာလေးပြင်ဆင်ပြီးတော့စဉ်းစားနေရတာပြားပြားပြားသူလား तू ကမဟုတ် तू ကတော့ကျွန်တော်ကြောက်ပါတယ် तू ကတော့ကျွန်တော်အဲကြောက်ရစွာ तू ကအဲဘယ်လိုလဲကျွန်တော်အလိုလိုက်တယ်ပေါ့နော်အလိုလိုက်တဲ့ခါကျတော့ तू ကျွန်တော်ဖြစ်ချင်တဲ့အတိုင်းပဲ तू အနောက်ကနေပြီးတော့အကောင်းဆုံးလိုက်လုပ်ပြီးဒီမှာကျွန်တော်တယောက်တည်းနေရတဲ့ခါမှာ तू က အမိသားစုလိုလည်းဟုတ်တယ်ကိုယ့်ရဲ့ makeup artist လိုလည်းဟုတ်တယ်သူတို့ရှင်တော့အကိုရောရောအမလိုရောအာဟုတ်ပါဘူးအမလိုရောညီမလေးလိုမျိုးပါတော့เนาะဆိုတော့ကိုယ့်ရဲ့မောင်နှမတွေတော့အခင်ဆုံးလို့လည်းပြောပြီးတော့ရှင်အားကိုးရောတယောက်နဲ့တယောက်ကကြတော့သူလည်းတယောက်တယ်ကျွန်တော်လည်းတယောက်တယ်ဖြစ်တဲ့အတွက်ကြောင့်လို့အများနဲ့အဲကျွန်တော်တို့တိုင်တိုင်ပင်ပင်နဲ့ပြောဖြစ်တယ်ဗမာသူနဲ့ကျွန်တော်နဲ့ဆိုတော့ကျွန်တော်ကပို့ပြီးတော့လူကြီးဆန်တယ်ပေါ့เนาะအများနဲ့ထိမ့်ပေးနေရတယ်ပေါ့เนาะအာသူကစိုးတယ်စိုးရခါကြတော့ခါကြလို့ရှိရင်တော့အဲ့လိုမျိုး ကိုအရန်ဆိုးလိုက်တဲ့ခါကျလို့ရှိရင်ကျွန်တော်အဲ့လိုမသိစကားမပြောတော့ဘူးကျွန်တော်အရန်ဆူဆူတာပါတော့အဲ့လိုမျိုးလဲကျွန်တော်မလုပ်ချင်တဲ့ခါကျတော့လေအဲ့လိုမျိုးကျွန်တော်သွားချင်တဲ့ပုံစံတော့ကျွန်တော်တပြေးပြေးတော့ပုံသွင်းနေခင်ဗျာပုံသွင်းပြီးတော့ရှင်တော့သူလည်းအဲ့လိုမျိုးဟိုလိမ့်ပါတယ်ဗျာအဓိကကျတော့ဘယ်ရမဆိုပေါ့ကိုကိုတိုင်းလိုချင်တာပဲမရဘူးနော်ကိုဖြစ်စေချင်တာကိုအရင်ပေးရောခါကျတော့မှအဲမေတ္တာရင်ပေးလို့ရှင်တော့သူကိုယ်တိုင်လည်းကိုယ်ပုံမှာပြန်ပြီးပြန်ကောင်းလာတယ်ဟုတ်ပါဘူးကိုယ်ပိုင်တော့ကြောက်ပါဘူးကျွန်တော်ကြောက်ပါဘူး ။တော့ကျွန်တော်ကြောက်တယ်ကျွန်တော်ကတော့အရင်ကတည်းကကျွန်တော်တယောက်တည်းနေတဲ့အခါကျတော့ကျွန်တော်နည်းနည်းတော့လူကြီးဆန်တယ်ပေါ့နော်။လူကြီးဆန်တဲ့အခါကျတော့သူတို့တွေကကျွန်တော်စကားတော့နားထောင်တယ်။အဲအိမ်ကအမတွေကစားကျွန်တော်စကားနားထောင်တယ်။ကျွန်တော်ကတော့နည်းနည်းလူကြီးဆန်တဲ့အခါကျတော့လေ။ဆိုတော့ခါကြလို့ရှိရင်တော့ကျွန်တော်ကတိတ်ပြီးတော့စူလာတော့ဘာလို့တိတ်တော့မလုပ်။ခါကြအဲ့လိုမျိုးအဲ့ကြောင့်ကြီးလိုက်လို့ရှိရင်ကျွန်တော်ဗာပြောရှင်တယ်သူတို့တည်ရခါကြောက်တယ်အဲ့လိုပါ ခုပေါ့သူက step by step ပေါ့ပြီးရရှင်တော့16မိနစ်ခွန်လာပါဟုတ်လားအဲ့တော့လည်းဖြစ်ဖြစ်ပေါ့ရှိပါတယ်လိမ့်မရင်ပေါ့အခါကြလို့ရှင်အဲ့လိုမျိုးဟိုဘယ်လိုပြောမလဲအလုပ်ပေါ်မှာအမေးတဲ့ဒါတော့ဘာလို့ဖြစ်တယ်လဲကျွန်တော်ကကျတော့ဟိုအလုပ်ကိုအာယုံစိုက်တာနဲ့တန်ဖိုးထားတာကိုပဲကျွန်တော်ပို့တဘောကြတဲ့အခါကျတော့ကျွန်တော်အလုပ်ပေါ်မှာဒီလေးဖြစ်တာပို့တော့တဘောကြတဲ့အခါကျလို့ရှင်မပစ္စည်းတွေမေးကြံခဲ့တာတော့ ပြောလို့ရှိရင်တော့တကူကူမေ့သွားတဲ့ခါကျတော့ကျွန်တော်မကြိုက်ဘူးပေါ့နော်အဲ့ခါကျအဲ့ဒါတွေအရန်တင်ပေးရတယ်ဒါကတော့ကျွန်တော်လည်းမမဟုတ်ဘူးပေါ့နော်သူရှိရှောက်ရမယ်အဲသူရဲ့အလုပ်ပုံမှာပဲဖြစ်ဘယ်အလုပ်ပုံမှာပဲဖြစ်ကိုအလုပ်ကိုတန်ဖိုးထားမှဒီအလုပ်ကကိုယ်ပြန်ပြီးတော့ဟိုတန်ဖိုးထားမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒါသူတို့ကောင်းစေချင်တော့ကျွန်တော်ကတော့ဟိုကျွန်တော်ပုံစံအတိုင်းကိုကျွန်တော်ရဲ့အတွေ့အကြုံတွေကျွန်တော်အလုပ်ဘယ်လိုလုပ်တဲ့ပုံမှာကျွန်တော်တင်ပြပေးတာပါခင်ဗျာဟုတ်သူအမြဲတမ်းအိမ်မှာပဲစားနေရ ဟုတ်တယ်အိမ်မှာပဲစားနေကြာကျွန်တော်ကလည်းအဲ့လိုမျိုးလောက်ရတာလေကျွန်တော်ကြိုက်တဲ့အတွက်ကြောင့်လည်းကျွန်တော်ရဲ့ဝေယဝစားတွေကျွန်တော်လောက်ရတာကြိုက်တဲ့အတွက်ကြောင့်မလို့ခါကျရင်အခုကျွန်တော်ဒါရိုက်လုပ်လို့ရှိရင်လည်းသူ့ကိုကျွန်တော်စားတဲ့ဟာပဲကျွေးဖြစ်တယ်ပေါ့နော်ကျွေးဖြစ်တဲ့ခါကျတော့ကျွန်တော်ရဲ့လှရသူရဲ့လှရပါဟိုကျွန်တော်တို့အမြဲတမ်းဟိုအလုပ်ပုံမှာပဲဖြစ် personal ကိစ္စပဲဖြစ်အမြဲတမ်းဟိုကိုယ်ကိုယ်တိုင်ခုနကတော့ကျွန်တော်ပြောစလိုမျိုးပဲကျွန်တော်ကိုယ်တိုင်နိုးချွေးပေးလို့ပြန်ပြီးတော့နိုးချွေးပေးရအောင် ကျွန်တော်သူ့ကိုယူဆိုင်ပေးလို့ပြန်ပြီးတော့ယူဆိုင်ပေးရပါတော့။အဲ့ခါကျလို့ရှိရင်တော့ဘေးနားလူတွေလည်းမြင်ရတယ်။ကျွန်တော်တယောက်နဲ့တယောက်ဟိုအလုတ်တဘောဆိုတာအထက်ကျွန်တော်တို့တယောက်နဲ့တယောက်ဘာလို့လိုအပ်လဲဆိုတာဖြည့်စီပေးရတယ်ပဲ။ဟိုဘယ်လိုပြောမလဲ ဒီကျွန်တော်တို့ဟိုဘယ်လိုပြောမလဲမိသားစုလိုမျိုး relationship တွေဖြစ်သွားတဲ့ခါကျတော့လေအာသူကိုယ်တိုင်လည်းဟိုကျွန်တော်မကောင်းဆိုလည်းသူအကြာကြီးလို့ကျွန်တော်ပင်နာမှာနေနိုင်မှာမဟုတ်ဘူးလေနော်အမှဆိုသူမကောင်းဆိုရင်လည်းကျွန်တော်လည်းကြာကြီးလက်သွင်းနေတာမဟုတ်ဘူးကျွန်တော်တယောက်ဒီတိုင်းပဲညှိနှိုင်းနေတဲ့ပဲအဲကျွန်တော်တို့အလုံးတူတူလုပ်ကြရအောင်ဟုတ်ကဲ့အာဒီ shape beauty bands sound ဖွင့်ပွဲကနေစပြီးတော့အဲ ထပ်ပြီးတော့ customer အများကြီးနဲ့အတူတူအဲဆိုင်ခွဲတဲ့အများကြီးအများကြီးတခြားမျိုးတွေမှာလည်းထပ်ပြီးတော့ဖွင့်နိုင်ပါစေလို့ဆုတောင်းပေးပါရခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်